Spotify မှာဆွဆွဲမှုတွေခံနေရတဲ့ BDS ဂျီမင်း BDS ဂျီမင်းရဲ့2024ထုတ် solo single ဟူဟာ Spotify stream မှာ185သန်းဆုံးရှုံးပြီးခဲ့တဲ့နောက်မှာ Spotify သမိုင်းတစ်လျှောက်ဒလိုစံချိန်မျိုးရရှိတဲ့ပထမဆုံး artist အဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီးဝေဖန်မှုတွေလည်းမှာရောက်ရှိနေပါတယ် ဟူးဟာ2024နိုဝင်ဘာ30ကနေ2025မေလ1ရက်နေ့အတွင်းလစဉ်ကျဆင်းလာတာစုစုပေါင်း185.8တန်းအထိ stream နေအားလုံးဆုံးရှုံးခဲ့ပါတယ်။အဆိုအဆုံးကျဆင်းမှုကတော့ January 31ကနေ February 1ရက်နေ့မှတ်တမ်းပဲဖြစ်ပြီးဟူးက stream ပေါင်း52တန်းအထိတလအတွင်းကျဆင်းခဲ့ပါတယ်။ဟူးဟာအခုလောက်ကြီး short ချခံရတဲ့ပထမဆုံးသတင်းဖြစ်ခဲ့ကြောင်း social media တွေမှာအလူရက်ဖော်ပြနေကြပါတယ်။ဒီအခါမှာတချို့သတင်းဌာနတွေကတော့အခုလိုရော့ကျရတဲ့အကြောင်းရင်းက stream အရေးအတွက်ဖောင်းပွားမှုဒါမှမဟုတ်လိမ်လည်မှုကြောင့်ဖြစ်မယ်ဆိုပြီး ွဆွဲရေးသားလာကြပါရယ်ခူးဟာထွက်ရှိပြီးမကြခင်မှာရင် Spotify မှတ်တမ်းမှာစံချိန်သစ်တွေတင်နိုင်ခဲ့တာပါဒါပေမဲ့ Netizen တွေကတော့ဒီသချင်းရဲ့ကြောက်ကြမှုအပေါ်မေးခွန်းထုတ်လာကြပြီး stream အရေးအတွက်ကလူရုရဲ့စိတ်ဝင်စားမှုနဲ့အချို့မကိုက်ညီနေကြောင်းထောက်ပြလာကြပါရယ် Spotify ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင်မှတ်ချက်ပေးတာမျိုးမလုပ်သေးပေမဲ့ပရိသတ်တွေကတော့ ဒီလိုမျိုး stream တွေဇက်တိုက်ပြုတ်ကျနေတာက reflect ဖြစ်ကြောင်းဖော်ပြနေကြပါတယ်။ Netizen တွေကဒီသတင်းရဲ့အောင်မြင်မှုဟာအစုလိုက်အပြုံလိုက် streaming ရရှိအောင် auto snippet နဲ့ bot streaming နဲ့ artificial လို့ယူထားတယ်လို့ဆက်ဆွဲပြောဆိုနေကြပါတယ်။ Korean Netizen တွေကဒီကိစ္စကိုပြင်းပြင်းထန်ထန်တုံ့ပြန်နေကြပြီးတချို့ကမယုံကြည်နိုင်နေကြသလိုတချို့ကလည်း BDS ဂုံတိတ်ခါကြဆင်းစေကြဝေဖန်ပြစ်တင်နေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။